မြမအသိန်းကိုကုံဆောင်ပေးဖို့စီးကိန်းမှာပါဝင်လာတော့မယ်မေထလူမေထလူကနာမည်ကြီးပေါ်လုံးတမဖြစ်တဲ့အပြင်မြမပရိသတ်တွေရဲ့အသေးကြော်လေးဖြစ်နေပါတယ်အမေရိကန်မှာတကလို့တက်ရောက်နေတဲ့မေထလူကစီးကိန်းမှာပါဝင်လာမလားဆိုတာအလုံးကသိရှင်နေကြပါတယ်စီးကိန်းမှာမြမလေရွေးစင်အမျိုးသမီးအသိန်းကရှင်ပြိုင်မှာဖြစ်ပြီးကစားသမားစည်ရင်ထဲမှာမေထလူလည်းပါဝင်လာပါပြီကိုတွင်းပြင်မမေထလူကမြမအကုံကိုဆောင်ပေးနိုင်ခဲ့တဲ့ဒုတိယဖြစ်ပြီး အမေရိကကနေထိုင်းကိုရောက်လာတော့မှဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာစီကင်းကိုအင်ရှင်အဖြစ်လက်ခံကျင်းပမှဖြစ်ပြီးဒီဇင်ဘာ9ရက်နေ့မှာမြန်မာအတင်းနဲ့ဖိလစ်ပိုင်အတင်းဒီဇင်ဘာ6ရက်နေ့မှာမြန်မာအတင်းနဲ့မလေးရှားအတင်းဒီဇင်ဘာလ17ရက်နေ့မှာမြန်မာအတင်းနဲ့အပီနာအတင်းတို့ကကန်ကြမှာပါမီထယ်လူကဒီပွဲမှာပါဝင်ဖို့အတွက် အမေရိကက UCLA မှာတက္ကသိုလ်တက်ရောက်နေရင်ကနေထိုင်းကိုတိုက်ရိုက်ရောက်လာမှာဖြစ်ပါတယ်မြန်မာလေရွေးစင်အမြင့်သမီးအတင်းကတော့ ထိုင်းနိုင်ငံကိုထုတ်ကွာသွားမှဖြစ်ပြီးထိုင်းမှလက်ကျင့်ရွေးတွေစေယုံမှဖြစ်ပါတယ်မြန်မာပိတ်သက်တွေကတော့အသေးကြော်လေးမိထက်လူပဝင်တော့မှကိုအယံဝန်တာနေကြပါတယ်ပြိုင်ပွဲမတိုင်ခင်လအနှဲငယ်လိုတာကတော့မိထက်လူကစီးကိမ်းမှမပါဝင်ဖြစ်တော့တော့ဘူးလို့ပြောခဲ့တာပါဥစစော်ကမိထက်လူကိုစီးကိမ်းမှပါဝင်ခွင့်ရအောင်စ조사မယ်ဆိုပြီးပြောခဲ့တဲ့အတိုင်းတကယ်ဖြစ်လာခဲ့ပါတယ်33ချိန်မြောက်စီးကိမ်းပြိုင်ပွဲရဲ့အမျိုးသမီးပေါ်လုံးပွဲစဉ်တွေကို ထိုင်းနိုင်ငံရှွန်ပူရီမြို့မှာကျင်းပသွားမှာဖြစ်ပြီးထိုင်းရောက်မြန်မာတွေကလည်းအားပေးဖို့အဆင်သင့်ဖြစ်နေပါပြီ။ဗန်နီယာရရောက်အထူးချွန်တဲ့အမေထက်လူကလက်ရှိမှာလည်းအမေရိကန် Women's Open Tournament ပြိုင်ပွဲမှာ Most Valuable Player ဆုကိုရရှိခဲ့ပါတယ်။ကျောင်းစာတွေကိုစူးစမ်းနေရပေမဲ့အတိုင်းပြည်ကိုတော့အားကစားနေမြင့်တင်ပေးရှင်သူတွေထဲမှာမေထက်လူလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံကပွဲတွေမှာကရင်အချို့ပွဲတွေမှာမိထက်လူကိုမတွေ့ရပါဘူးသူကမကန်ခိုင်းပေမဲ့အစ်စ်ပြက်မသွားပဲနိုင်ငံအတွက်ဆိုရင်အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်ပါတယ်ဒါကြောင့်မိထက်လူဆိုရင်တော့မြန်မာပိတ်တပ်တွေကတက်တက်လို့အားပေးပြီးသူပွဲတွေကိုကြည်တက်ကြပါတယ်မိထက်လူကမြန်မာနိုင်ငံအတွက်ပွဲတွေရှိတိုင်းမှာပြန်လာပြီးတွင်းကိုတွေနဲ့ကုံဆောင်ပေးတဲ့သူပါစီကိန်းမှာမိထက်လူကိုအားပေးမှလားဆိုတာ ကောမမပြောပြပေးခဲ့ပါအောင်ချင်းကြည့်ချူပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူပဲတင်ရှိပါရရှင်။